ဘယ်နာတော့တော့တရားဦးလည်းဖြစ်နေတယ်အဲ့တော့လည်းအခုမှရမ်းပျော်နေပါငါဒီလိုရိုက်လို့ရောစိတ်ဆူးလာမဆိုးပါဘူးမိန်းကလေးတွေလည်းတော်တော်များများဒီလိုကောင်းလေးမျိုးထားကျင်နေဟောအဲ့အဲ့လိုမျိုးလေးယောက်ျားလေးတွေကြတော့လေအဲကို့မုန်းကြမယ်ထင်ပါတယ်အမားကိုရွေးချယ်ခဲ့တာကို့မားတယ်လို့ဘယ်တော့မှထင်မှာရဲတော့ဖန်ပဲဒီကလည်းကြည့်ရပါပဲဘယ်မှာပိုင်းနေတာဘယ်မှာပိုင်းနေတာကြည့်ရပါပဲ တော့ဒီရဘာဟဲ့တော့တရားဦးပေါ့တရားဦးတက်ကြနေပါတယ်ဘယ်နာတော့တော့တရားဦးလည်းဖြစ်နေတယ်အဲ့တော့လည်းအခုမှရမ်းပျော်နေပါဟုတ်ကဲ့ဗျာဟုတ်ခေါ်နေကြပါလေအခုလာတော့လေဒီမလမ်းမှာတီဟာဦးတီဟာဦးဆိုတော့အဲ့လိုဒါဝမ်းတာပါ PD ဖြစ်တာပေါ့နော်အဓိကကုတ်ကာကိုကြည်တယ်ဆိုတော့အဲ့စိတ်လေးနဲ့တင်ကျွန်တော်ဂျင်းနဲ့နေတာပေါ့နော်ဆိုတော့အခုဆိုရင်ဒါမနေ့ကဆိုလေဒီ byte ဒီ EB5 မှာပေါ့နော် EB5 ဒီအကန်းငားမှာလဲအပိုင်းငားမှာလဲပြိတက်တွေကြိုက်ကြရဲဆိုတော့မိန်ကလေးတွေလည်းတော်တော်များများဒီလိုကောင်လေးမျိုးဟိုထားကျင်နေဟိုအဲအဲ့လိုမျိုးလေးယောက်ျားလေးတွေကြတော့လဲအဲကို့မုံကြမယ်ထင်ပါတယ်မိန်ကလေးတွေ idol ဖြစ်နေတာအဲ့ idol တော့မဟုတ်သေးပါဘူးဟုတ်မန္တီလိုရိုက်လို့ရောစိတ်ဆိုးလားမဆိုးပါဘူးဘလောက်ချစ်လဲဆိုတာသိချင်တယ် စမ်းတက်လိုက်တာအဲ့အဲ့ကအဲ့အခန်းလေးကတော်တော်လေးပေါက်နေတယ်ပေါ့နော်တခြား page တွေကလည်းတင်ကြပါတယ် TikTok မှာလည်းအဲ့ဒါလေးဟိုရိုက်နေကြတာတွေ့ရတယ်တဲ့ဝမ်းသာပါတယ်ဟုတ်ကဲ့ဗျာအဲ့မှန်တော့အဲ့ခန်းလေးကပေါ့ပပါလေးပဲအမေကိုသူကရွက်တိုက်တယ်နဲ့ခန်းနေကျွန်တော်ကလည်းရိုက်ခံရတဲ့အခန်းပေါ့နော်။အော်ဒီတိုင်းပဲတာမန်ရိုက်ခံရတာပါပဲ။ဒါပေမဲ့အခုထွက်လာတော့မှအာပရိသတ်တွေကသဘောကျကြတဲ့အတွက်ဝမ်းသာပါပဲ။အမေအမေနဲ့တားတွေကဒီမိမနဲ့ ပတ်သက်လာရင်ကတော့ကစားဖြစ်တာများတယ်လေဒါလေးတွေကိုကျွန်တော်တို့ဟိုပုံဖော်ပြထားတယ်တချို့စင်းတွေဆိုရင်ဒါပြိတက်တွေနောက်တစင်းအဲ့လိုကြိုက်ကြတဲ့ခံလေးရှိတယ်ဟိုငါရမော်ကနေပြီးတော့ငါနဲ့ရွေးချယ်တာမားသွားပြီပေါ့အဲဒါတွေကလည်းပညာပေးတဲ့အပိုင်းလေးရောက်သွားတယ်လူတယောက်ကိုမပြေဆုံးပဲနဲ့အချစ်တစ်ခုရဲနဲ့ရွေးချယ်လို့မရဘူးဆိုတာကိုပြသွားတယ်အဲမိဘကိုလည်းကိုက ဟိုစိတ်ဆင်းရဲအောင်လုပ်ရင်ဘယ်လိုဒုက္ခရောက်လဲဆိုတဲ့ဟာလေးပြထားတဲ့အတွက်ကြောင့်ဒီကားလေးကပညာလည်းပြရရောက်တယ်အဲပြီးတော့ဟိုဇက်လေးကလည်းချစ်စရာကောင်းတယ်ဆိုပြီးတော့ဟိုလူကြီးလူငယ်အကုန်လုံးဟိုကြိုက်ကြရပါတော့နော်နေရွေးချယ်ခင်မရောငါတကယ်နောက်နေရအမအိုးရွေးချယ်ခဲ့တာကိုမားတယ်လို့ဘယ်တော့မှထင်မှာကျွန်တော်တို့တရားဥကိုပုံဖော်တဲ့အခါမှာ တရားဦးဆက်ကအမှန်တမ်းပြောရင်စပိုင်းမှာလုံးဝမလုပ်ဘူးကျွန်တော်အခုချိန်ထိအဲ့လိုအတတလေးဥတူတူလေးပဲမိမအောင်ချစ်တဲ့အကောင်မလေးပဲသွားနေတော့ပေါ့နော်ကိုယ့်ရဲ့ကိုယ့်ရဲ့ identity လိုရတဲ့ဒီ heavy sin တွေမလာသေးဘူးပေါ့ဆိုတော့ဒီပုံဖော်ရတဲ့ခါမှာဒီအစာပိုင်းလေးတွေကိုကျွန်တော်ကဟိုကိုကကျောင်းသားဆင်းလေးတွေဆိုတော့အဲ့လိုပဲနူးနူးလေးနဲ့ပပလေးတွေတိုးဆောင်ရတယ်လိုရတယ်ပြီးတော့မှကျွန်တော်ရဲ့ ဟိုဘယ်လို heavy တွေလာအောင်မှာပေါ့နော်ဆိုတော့လာအောင်မယ်ဆိုတော့အဲလောင်းအောင်မှာပါဒီပရိသတ်တွေအားပေးမှုတော့ဂျင်းနတ်မှုရှိတယ်ကိုကိုကိုကတော့ကျွန်တော်တို့ထပ်ပြီးတော့လိုအပ်ချက်လေးကိုကိုကိုတော့မြင်ရတာပေါ့နော်အဲဒီထပ်ပို့ပြီးတော့အများကြီးပြင်ဆင်ရမယ်စူးစမ်းနေရအောင်မယ်ကျွန်တော်တို့ကတော့အများနဲ့အဲ့လိုဖြည့်နေရအောင်ကိုကကတော့ကြိလိုက်တိုင်းဩငါပြေဆုံးလိုက်တာလို့ဘယ်ကမှမခံစားရဘူးအာကြိလိုက်တိုင်းဩငါဒီနာလေးမှာတော့ဒါလေးတွေလိုအပ်နေပါလားဆိုတော့ အားလေးတော့မြင်ပါတယ်အဲ့ဒါလေးလည်းပြင်ဆင်ပြီးတော့ရှေ့ရှေ့ကိုရှေ့လျှောက်ကားထဲမှာလည်းဟိုစူးစမ်းသွားဖို့ကျွန်တော်ဟိုဘယ်လိုပါမလဲကိုလိုအပ်တဲ့ပိုင်းလေးကိုလည်းပြင်ဆင်သွားမယ်လို့ဟိုပြောချင်ပါတယ်ခင်ဟုတ်အမကအပြိုမဟုတ်တော့ဘူးဆိုရင်အမကဘယ်သူမှကြိုက်မဲ့သူမရှိတော့ဘူးလေဗေငါလိုတရင်ပြန်ဆရာလားပိုစင်းလို့ကျွန်တော်ရန်သဘောကြမနေ့ကလည်းမရမုံနဲ့တွေ့ပြောပြအမားလို့ဟိုနေကအကျွေးရှင်ကိုဘာကြောင့်ခေါ်လိုက်တာလဲဆိုတော့ ဟိုနင့်မရမနေ့ကလာတောင်းလို့မယ်ဆိုစကားအဲ့မှာ TV မှာကြည့်တော့မှကျွန်တော်ရီရတာသူတို့အဲ့လိုပြောလိုက်တာနော်နင့်မရနင့်မရလာတော့မယ်ဖက်ခနဲ့ပဲပြောလိုက်တာအဲ့ဒါလေးကြီးကသဘောကျဖို့ကောင်းပါတယ်ပြီးတော့ကိုသိန်းနဲ့ခန်းနေရီရတယ်တဝင်တူရဲဟာလေးဟိုကိုသိန်းကဖြတ်သွားတဲ့ဟာခက်ခက်မှလမ်းကြည့်လိုက်တဲ့ဟာခက်ခက်မှအဲ့လို ဖြစ်သွားတဲ့ item လေးတွေပေါ့အဲသဘောရကြပါတယ်ဟုတ်နောက်ပိုင်းနောက်ပိုင်းဘယ်လိုလာဖို့လဲနောက်ပိုင်းအဲစောက်ကြည့်အောင်ပါပေါ့အခုတော့ကျွန်တော်တို့အငယ်ကျောင်းတော့အပိုင်းလေးတွေပေါ့ပရိသတ်ကိုကြည်နူးစရာလေးတွေအခုပြည့်ရတော့ဖြည်းဖြည်းချင်းလောင်ရတော့ဒီရအောင်ကိုရတော့ဖန်ဖြစ်နေတာရတော့ဖန်ပဲဒီရကြည့်ရပါပဲဘယ်မှာပိုင်းနေရဘယ်မှာပိုင်းနေရကြည့်ရပါပဲ ်ကဲ့ပါကျေးဇူးတင်ပါတယ်အပေးရတော့ကြောင့်ဆက်ပြီးတော့ကျွန်တော်တို့ဒီပိုင်းတိုင်းပိုင်းတိုင်းကိုထပ်ပြီးတော့အပေးကြဖို့ပြောချင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ဟုတ်